ားလုံးပဲမင်္ဂလာပါရှင်ကျွန်တော်ကတော့စာဖတ်သူအန်နီပဲဖြစ်ပါတယ်ဒီနေ့မှဆရာမေကိုနိုင်ရဲ့နောက်ကြည့်မယ်ဝတ္ထုလေးရဲ့အပိုင်း၅လေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်အပိုင်း၅အခန်း၆နဲ့အခန်း9ပဲဖြစ်ပါရှင်အဆောင်ထိလိုက်ပါနားဆင်ပေးကြပါအောင်ရှင်အခန်း၆နောက်တစ်နေ့ကြောင်ဝန်ထဲသူရောက်ချင်း မနေ့ကအဖမ်းမခံရသူများ ပြန်စုစည်းမိကြပြီးအပန်းဖြေခမ်းမာရဲတိုင်ပင်နေကြသည် မနေ့ကလိုပင်အပြင်ပြန်ထွက်အောင်ကြီးဟုကျုံဝါသူကကျုံဝါဤသူက လက်ကိုက်ပိုစတာရေးဆွဲရန်လှဲရန်စီတဲ့သွား၍ဆက်ကူစီများဝယ်ရန် ထွက်ခဲ့ဤပစံလိုက်အလူခံနေရင်ကြာနေသည် တခြားเจ้าမအဖွင့်များနဲ့အပြန်မှာတိုင်ပင်ရင်ဈေးထဲမှသူပြန်လာတော့เจ้าကိုအပြင်က ဝိုင်းပိတ်ပြီးပြီဖြစ်သည်ဝင်၍မရတော့မကြမီပင်အထဲမှအဖွင့်များကိုပိတ်၍ခေါ်ဆောင်သွားသည်ကိုညင်ခဲရသည်သူမကြည်မချမ်းဖြင့်အိမ်ပြန်လာပြီးရက်ွက်ထဲမှလူငယ်များကိုစုသည် ထိုစဉ်ပင် သူ့လှုပ်ရှားမှုများတရက်ကွက်လုံးတိကုံပြီးဟူ၍၎င်းเจ้าမှာသူ့လှုပ်ရှားခဲ့သည်မြတွေ့မြင်ခဲ့သူများပြန်ပြော၍ရက်ကွက်ယုံမှပင်သူ့နာမည်ကိုမှတ်သားပြီးပြီးဟူ၍၎င်းသူကြားရသည်ထိုညမှာအိမ်မှာသူမအိပ်ဖဲမျက်စောင်းတို့အိမ်မှာတိတ်တဆိတ်သူအိပ်ရန်ကြံသည်သူမိဘများစောက်တီရမရပူပန်ပြီးတင့်တော်ရာသို့ပို့ရန်စီမံကြ၏ ။ညည်ရီနှင့်အငိုးနှင့်တိမ်သားလုံးဖြစ်နေကြပြီမို့သူမငင်းဆန်ပဲစီမံရာနာခံလိုက်ရတော့သည်။တောရကျောင်းဆရာတော်ထံဒါရကတဦးဖြစ်သူဦးလေးအောင်ခ။ကျောင်းမရုပ်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 ထဲသူပါနေလို့ဖျား။ကျောင်းလဲပိတ်လိုက်ပြီ။အဲ့ဒါဆက်ပြီးရှေကျောနေမှာဆိုလို့သူတယောက်ထဲအေးဆေးနေလို့ရမယ့်နေရာပို့ဖို့စဉ်းစားတာဆရာတော်ကြောင့်ပဲတတိရတယ်။ သူ့အိမ်မှာဆိုရင်တငယ်ချင်းတွေလာခေါ်လို့ထပ်ပါနေုံမယ်သူမိဘတွေလည်းစိတ်နှလုံးပူပင်နေကြလုံးလို့ပါထို့သောရှောက်တင်ချက်အပေါ်ဆရာတော်ကအေးအေးဟုသာခက်အေးမိန်ပြီးဒီမှာရှိတာနဲ့စားပြီးအေးအေးနေပေါ့ဒီမှာတော့ပဲအေးဆေးပါတယ်ဟုသာသူ့အားနေရာချထားပေးခဲ့သည်ဟင်းကနေတက်ပြင်းချီမတက်မတာချ၍ ဒုက္ခဒုက္ခဟုဒေါ်တင်တင်ညီးပြီးဒုက္ခကို အထောက်ထမ်းပြီးဖွင့်ကြည့်တာကိုဟုမှတ်ချက်ချ၏။ဟာအမေကလည်းဟုညိုးမကြည်မနက်ကန့်ကွက်၏။ဘာအမေကလည်းဟုဒေါ်တင်တင်ညှဆောင်ခဲ့ပြီးနှစ်လေးလေးတုံးကဟု စကားပြန်ဆာကမောင်ဖေးတောင်းရေတောက်လိုက်အောင်ဟုတိုက်တွန်း၏။ ညိုအလိုက်တတိခတ်ပြီးတော့တောက်ရီကိုသူတောက်လိုက်ပြီးနောက်ကျောင်းပြန်ချင်းအလုတ်ပြီးဆုံးသွား၍သူအမောဖြေနေသည်ဒေါ်တင်တင်ကညို့ကလက်ညှိုးထိုးပြရပြီးညို့တို့လေးလေးတယောက်ကငါမောင်ငယ်ပေါ့သူတို့တုံးကလည်းမင်းတို့လိုဝင်ပါမိလို့အထဲမှာအကြာကြီးနေခဲ့ရသေးတယ်ပြန်ထွက်လာတော့ကျောင်းလဲဆက်မတက်ဖြစ်တဝက်တပြည့်နဲ့ဘွဲ့လည်းမရပဲဆုံးရှုံးသွားတာပဲ။ ဖြစ်တော့မင်းတို့အခန့်ဘက်ကကြီးပဲအဲ့ဒါဒုက္ခအထုပ်ကို ဖြီးကြည့်တာမဟုတ်လို့ဘာလို့တာဖြစ်ရအောင်မလဲဟုမေးသည်ညိုကားလက်မခံတနေ့တော့ဖြစ်လာရမှာပေါ့အမေယာဟု အထွန့်တက်နေသေး၏ဥရှိခင်က စီးတံကိုတတောက်တောက်ခောက်၍စေးချေးခါသည်ဒီမှာပဲကောင်းပါရဲ့ဒီနေရာဟာတကယ့်တော့ပဲကို့ဟာကိုပြပြကြီးကြီးနေဘာမှမဖြစ်နိုင်ဘူးဒါပေမဲ့ ဈေးကြီးဘက်တော့တိတ်မသွားနဲ့ဈေးပိုင်းမှာလူဆုံနေမင်းတို့ကြောင့်ကအသည့်တွေနဲ့တွေ့နိုင်တယ်ဒီနားမှာမခင်အီတရားကိုပဲရှိတာဟုပြောပြီးမင်းညနေစားကြတော့ဘလို့စားသလဲဟုမေးသည်သူသည်ဧကန်တဲရှိညိုးရတဲ့ပုံများကိုငေးကြည့်နေရမှမနေ့ကစွန့်ကြံတာရှိရင်စားတယ်မကြံရင်ကို့ဟာကိုချက်ပြီးဖြစ်တယ်လို့ပဲစားတယ်ဒါမှမဟုတ်ဒီဗူတာလာပြီး ိုဟာဒီဟာလေးစားခြင်းစားမစားလဲမျိုးတဲထားတဲ့ရေဦးစင်လာခတ်ပြီးတဝက်တောက်လိုက်တာပဲဟုဖြေသည် ဟာဗိုက်စာမှာပဲဟုညိုဝင်မေးသည်ကိုဒီလိုပါပဲချက်စာနေရတာအလုရှုပ်တယ်ဟုသာသူပြန်ဖြေ၏အတန်ကြာစဉ်းစားနေပြီးမှဥရွှေခင်ကအရင်ကငါတို့စွန့်ပို့နေကြကွဆရာတော်ပြေဆုံးနေတယ်ဆိုလို့မပို့ဖြစ်တာကြာပြီး အီလီမနက်ပိုင်းညို့ကိုစွန့်အပို့ခိုင်းလိုက်မယ်နေ့လည်စွန့်ပေါ့ကွာပူထက်ပေးလိုက်မယ်ညနေမင်းအတွက်ကြံအောင်ဟာမလုံနဲ့ဦးလေးဒုက္ခမရှာပါနဲ့သူ့စကားကြောင့်ညိုးတဟားဟားရည်သည် သူနားမလဲသူသူနားမလဲသလိုပြောနေ၍ညိုကဒုက္ခရှာတော်မြောက်တကောင်ပုံမြင်ကိုပြောပြလိုက်၏သူအာပါတရရည်၍အခုမှပဲကျွန်တော် အားရပါးရရည်ရတယ် တယောက်တည်းငေါင်စင်းစင်းနေရတာကြာပြီဟုဖွင့်ဟ၏အေးလေမင်းလေမိသားစုနဲ့ဝေးနေရတော့တော်တင်တင်စကားမဆုံးပဲဒီတိုင်းထားခဲ့သည်သူကဟုတ်ပါရဲ့အခုမှအိမ်ကိုပြန်ရောက်တယ်လို့နှွေးထွေးသွားတာပဲဟုထက်ပြောနေ၏ညိုက သူ့စကားနဲ့အမူအရာအားတစိမ့်စိမ့်ကြည့်လျက်အခန်းခွန်း အင်းရကံမှတ်လို့လားစင်ကူနေတာတွေ့ရကြအောင်နောက်ရှိချောင်းဆက်တွင်စိုက်ထားသောမထမတိုင်များကြအုံးလက်ရှိသည်များညက်ကပြီးရင်ကောင်းခက်နဲ့တည်ရေးတဲ့ပြန်ကူးလာသောသူအားကဲမော်မညိုကလှန့်အောင်နှုတ်ဆက်ခြင်းဖြစ်သည်မဟုတ်ဘူးကဘာပြိုပြိုနေလို့တာဖို့နေတာလေစွန့်ပို့တာနောက်ကြလာကြည်လားဆရာတော်တော့မသိဘူးចောင်းသားတော့အတော့ကိုစားနေပြီ ညိုကစွန်းချိုင်ကိုမြှောက်ပြရင်အများကြီးဖိထဲလာတယ်။ဟင်းကတော့မကောင်းလာပါဘူးဟုပြော၏။ဒါအေးမကြည့်ဘူးစိနာပါရင်ဟင်းကောင်းတာပဲကျုပ်ကဘာမဆိုသူစကားမဆုံးခင်ညိုကညို့ကိုကြုတ်ကြုတ်နဲ့မပြောစမ်းပါနဲ့နားရစိမ့်စိမ့်ကြီးညို့အကိုကြီးအရွယ်လောက်ရှိတာပဲဟုတားမြစ်သည်သူအပါတရပြုံးကရွှေရည်ထဲမှာတက်လာရင်ဟုတ်တယ်ကိုလေး အခုဒီတောင်းမှပြောတယ်မပြင်းတော့ဘူးကြာချင်းတလောက်ကြာပဲဟုဝမ်းတာအာရသတင်းပေ၏ရေချိုးလိုက်ရှုနေစင်အောင်ချိုးညိုစွန်းကြိုက်တက်ကတ်လိုက်အောင်မယ်ထို့သောမှပြီးကြောင်းပေါ်ညိုတက်သွားသည်နှင့်သူရေချိုးကန်သို့ပြေးသည်သူတပွားပွားလောင်းချိုးပြီးမျက်နှာတုပ်ရန် ပစိုးဟောင်းတထည်ကိုလှမ်းဆွဲ၏ဟင်ဒါကြီးနဲ့တုံမှာလားညနေတော့ပေါ်မှာမပါဘူးလား ဘယ်ပါမလဲတော်လန်ကြီးကာလမှာဒါရီမလိုပါဘူးဟု ဖြေရင်ခေါင်းကိုတုံနေသည်ညိုသည်ចောင်းပေါ်မှာလှမ်းကြည့်ရင် နေရွက်နောက်မှာရွှတ်နေတဲ့တေရှားပြောထားတဲ့ကြားကဆင်အောင်မချိုးတတ်ဘူးဟုစူပူနေ၏သူဟေးဟေးဟုရဲလျက်ဖြစ်တယ်လို့တုတ်ပြလိုက်သည်ဘယုဒုက္ခနေရတော့သူ့အာကြည့်ရင်ညိုစိတ်ပြတ်လှတော့လဲပေါ်ပါရွှင်လန်းသည့်သူ့အမူအရာများ ခုမှတွေ့ရ၍ စမ်းရည်အေးတောက်ရသလိုခံစားရ၏။ကွန်တီပင်ပေါ်မှ ရှင့်ညိုကလေးများဟိုကိုင်းတီကိုင်းကူးကတတိတတတက်အော်မြည်ညူးတူးနေကြ၏။ညိုကဟိုမကြီးစံတိတ်လှင်လာပဲဟုညွန်ပြသည်။သူ စက်ပြခွက်သိမ်းနေရမှ ဟာဒီကောင်ကလေးကိုနဲ့ယင်းနေပြီညိုကြည့်နေဟုပြောကပါဇက်မှ ရှင့်အော်သလို တစ်တစ်တက်တက်မြည်အောင်အသံပြုတ်ပြသည်လှွားခနဲဂိုင်းကူးသွားသောရှင်ကလေးမှာသူ့အတန်ကြား၍အမီးလေးထောင်းပြီးလှဲ့ကြည့်နေ၏ညိုသဘောကျစွာပော့ပော့ပါပါရဲလိုက်သည်ဖမ်းလို့မရဘူးလားတခါမှတော့ဖမ်းမကြည့်ဘူးဘူးညီပေါ်တောင်တခါတလေမှဆင်းတာကူလည်းတိတ်အသေးရတယ်ကြည့်ပါလားအမီးကတလုံးတလုံးအမီးကလှုပ်တော့လှုပ်တော့နဲ့ ဆရာတော်သည်ကျောင်းပေါ်မှာဆင်းသွားသောညူအာကြည့်ရင်းကုရွှေခင့်သမီးနဲ့တောင်ယင်းနည်းနေပါပြီလားငါကောင်ဘလောက်ခြေပွေတလဲကြီးဟုတပါးရဲတွေးနေမိ၏ညူဒီကျောင်းကိုအရင်ကခဏခဏရောက်နေသားပဲဒါပေမဲ့တယောက်တည်းဆိုတော့ဆော့လို့မကောင်းဘူးဟုပြောသည် သူတန်းပေါ်လှမ်းထားသောစွတ်ကြဲကိုယူစွတ်ရင်းဟုတ်လားအေးခုတော့တို့တွေ့ကြပြီလေဟုဝမ်ပန်းတတတုံပြန်သည် အောက်ဖက်ဝါကြောင်လေးရှိတွင်ဇင်းကြံရှောင်းရင်ညက်လွာချနေသောဥပစင်အားကြည့်၍ညိုကအတန်တိုးတိုးဖြင့်ဟိုမှာဥပစင်တပားရှိသေးတယ်။သူကကိုဖေးသားအကြောင်းမမေးဘူးလား။ဦးလေးအောင်ရဲ့တူမန်းတော်တိတာပေါ့။တိတ်အေးပါတယ်။သူတရားနဲ့သူပဲနေတာ။ကိုသွားပြီးစကားဆပြောဖို့တောင်းအားနာနေရတယ်။သူတို့ကြောင်းဝင်းအတွင်ဘက်မှွေနောက်ရှောက်လာကြ၏။ မလကာသည်စားကျင်လိုက်တာဟုညိုက အပင်ပေါ်မော့ရင်ပူဇာ၏သူကရတာပေါ့ဟုဖြေသည်ဆရာတော်ကြီးကြိုက်ပါမလားဟာရရဲကိုကိုကြိုက်တာခူးစားလို့တေချာမှားထားပြီသားပြောပြောဆိုဆိုသူကတော့ကြိုက်ပြီးမလကာပင်ပေါ်တက်သည်အဲအဲဟိုအကိုင်းကဟိုမှရပုံးတီးချင်းဝင်းနေတာဟုညိုက အပင်အောက်မှမော့ကခြေပြားထဝိညွန်ပြသည် ဒီဘက်ကလာဟုမေးလိုက်တလုံးခုပြီးပြစ်ပေးလိုက်နဲ့သူအလွန်ပီတိဖြစ်နေ၏။ညိုကလည်းလက်ထဲရောက်သည်နှင့်ဂျွမ်းကနေကိုက်လိုက်သည်။ဟူမောင်မအဲစတုံးကြီးပဲတွေ့လား။မှဲ့နေပြီ။သူမညွန်ပြရာလှမ်းဆွဲသူ့အမားကိုနောင်တဖြင့်တိလိုက်ရ၏။တကိုယ်လုံးပူထူသွားပြီးမင်းရဲ့တတိထားကခုံချရင်ထွက်ပြေးရသည်။အချင်းလေးကိုသဘောပေါက်သွားသည့်ညိုမှာ တမလီကြောက်ပါပြီဟုအော်ရင်ရှေ့မှတဖုံဖုံဥဆောင်ပြေးနှင်ပြီးဟူီကနေဝီကနေပြားတက်ဖွဲကမကြေမချမ်းတလက်ချမ်းလိုက်စေဆရာတော်ကိုလည်းမလျှောက်ရဲစေဝါဟူ၍လည်းထောင်းပူးဝင်မရှိသူနှင့်အိမ်မှာထုံးရှိတယ်ဆိုသောညို့စကားဖြင့်စပိန်နောက်ခုံပေါ်သူတက်လိုက်ရင်ရှူရှူရှဲရှဲအော်နေရသည်ဒေါ်တင်တင်ကမောင်ဖေးတောင်းလဲမြောက်တကောင်ပဲအိမ်ကကျွဲမနဲ့ဘာမှမထူဘူး ဒါကြောင့်ငါပြောတာပေါ့ဒုက္ခကို အပင်မော်တက်ရှာကြတဲ့မြောက်တွေပဲဟုတပြည့်တောက်တောက်ပြောသည်မျက်နာတစ်ခုလုံးပိနေသည်လို့ဖူဖောင်း၍ထွက်လာသောသူ့မျက်နာအားညိုကြည့်၍ကြမ်းပေါ်တင်မလင်ခွေထိုင်နေသောညိုရဲ၍မစုံအထူးသဖြင့်မြက်ခွန်ကြီးမိုးအစ်လာ၍ရဲစရာကောင်းတတ်သည့်တဘာဝကိုညိုမလွန်ဆန်နိုင်ပဲရဲမိခြင်းပင်အခုမှတကယ်ရုပ်ပြောင်းသွားတယ်ရုပ်ဖြက်ပြီးကုတ်ချောင်းချောင်းနေစရာမလိုတော့ဘူး